ထုတ်မှုပိုင်းတွေကိုခန်းစားပေးတဲ့သူရှိမှတာဟန်ဒီရတဲ့သူကလည်းပီတိဖြစ်ရပါဘောเนาะအကျွန်တော်အနေနဲ့ကဟိုတနေ့မှမှကားရိုက်တာလည်းနည်းထွက်တာလည်းနည်းပါတယ်ဘာလို့ဆိုတော့မရိုက်ကူးခင်ရလဲပြင်ဆင်နေရိုက်နေချိန်မှာလည်းအချိန်ကြာကြီးကိုပေးပြီးတခြားကောင်းရိုက်တယ်ဂက်ပြီးသွားလို့ရှိရင်လည်းကိုကိုတိုင်းအတစ်တွေလုတ်တယ်ကာလာတွေချိန်တယ်အကုန်လုံးအသေးစိတ်လုတ်တဲ့ခါကျတော့လောက်အရန်ဝင်ပြီးတော့အရန်ပင်ပန်းပြီးအရန်အချိန်ယူရတယ်ဘောเนาะ တော့အခုလိုမျိုးလေးဟိုခန်းစားပေးပြီးတော့အဲတံမိုးထားပေးတာတွေ့လို့ရှိရင်အရန်ကိုယ်တိုင်ပျော်ရတယ်ပေါ့နော်ဟာယောဒီမှာ MS Mare Remover နန်းစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာ ဆောင်းထားစို့ တကူတတိထားပြီးတာကြတော့သချားတီရောရက်ကူးနေတဲ့ပုံစံနဲ့ကိုမက်ဆက်တီရက်ကူးနေတဲ့ပုံစံနဲ့ကတော်တော်လေးကြွဲပြန်းနေရလို့မြင်ရတယ်။ပြောမယ်ဆိုရင်တော့ဒီကိုရီးယားအဲကျွန်တော်ကိုရီးယားကားတွေပုံစံမျိုး look ကိုပဲပြောမယ်ဆိုဒီမြန်မာပါချင်းနဲ့ပြန်ပြီးကြည့်ရတဲ့အနေနဲ့ကျွန်တော်တို့ခံစားရတယ်ပေါ့နော်။ဆိုတော့အဲအဲ့ဒါကြတော့ဘလို idea မျိုးနဲ့နည်းနည်းဟာစဉ်းစားပြီးပြီးအဲ့လုံးမိသွားတယ်လေ။ပြီးတော့တ냐တွေခုနကအခုတည်းလိုအချင်း ပို့ပြီးပေးပြီးတော့လှုပ်လာရတာဆိုတော့အဲ့လှုပ်လာတဲ့ပုံပါလေကျွန်တော်တို့ကြည့်တဲ့ခံစားချက်လေးတော်တော်လေးကိုဒါကောင်းမွန်တာဆိုတော့လေအဲ့အဲ့အကြောင်းလေးနည်းနည်းပြောပြပါဟုတ်ကဲ့ပထမအောင်လေးပြောရရင်တော့ဝမ်းသာပါတယ်ဟိုကျေးဇူးလက်တင်ပါတယ်ဘာလို့ဆိုတော့ဒီဒီအားထုတ်မှုပိုင်းတွေကိုခံစားပေးရတူရှိမှတာဟန်ဒီရတူကလည်းပီတိဖြစ်ရပါဘောเนาะအဲကျွန်တော်အနေနဲ့ကဟိုတနေ့မှမှကားရိုက်တာလည်းနည်းထွက်တာလည်းနည်းပါတယ်ဘာလို့ဆိုတော့ မရိုက်ကူးခင်ရတဲ့ပြင်ဆင်နေရိုက်နေချိန်မှာလည်းအချိန်ကြာကြီးကိုပေးပြီးတခြားကောင်းရိုက်တယ်။ဂက်ပြီးဝါကိုရှင်နေကိုကိုတိုင်းကိုအတစ်တွေလုတ်တယ်ကာလာရီချိန်နေအကုန်လုံးအသေးစိတ်လုတ်တဲ့ခါကျတော့လောက်အရန်ဝင်ပြီးတော့အရန်ပင်ပန်းပြီးအရန်အချိန်ယူရတယ်ပေါ့နော်။အဲ့တော့အခုလိုမျိုးလေးဟိုခန်းစားပေးပြီးတော့အဲတံမိုးထားပေးတာတွေ့လို့ရှိရင်အရန်ကိုယ်တိုင်ပျော်ရတယ်ပေါ့နော်။အဲ့တော့အဓိကကြီးတဲ့ပြဿနာကိုစေနာထားတာပေါ့နော်။ကိုကိုကအဲ့လို color grading နေရာအစအမအောင်မေးသလိုပဲပေါ့ color grading နေရာအစ user အပိုင်းတွေရော ဒီဇဝင်ဒေးတွေအစားလို့ဒီကားကြည့်ပြီးဒီချင်းလို့အဲ့လိုအမြဲမှတ်ရပြီးတင်းနဲ့လိုက်တဲ့ပုံစံမျိုးတွေအစားအမြဲတမ်းဖန်တီးဖြစ်တာဆိုတော့အဲ့တော့တကယ်ကျေးဇူးတင်ပါတယ်အဲ့လိုလေမြင်ပေးပြီးတော့တမိုးထားပေးတဲ့တကယ်ကြော်ရပါတယ်အာတပင်းနေများနင်းစီ timeline ကလည်းတကယ်တော့ရိုက်မယ်ဆိုရင်အများကြီးရိုက်ကူးဖို့ကြံပါသေးတယ်ကပ္ပတတိအားပေးမှုပေါ်မူတည်ပြီးတော့ကျွန်တော်တို့လည်းအဆီစဉ်တဲ့ခါမှာအဆင်ပြေမှုပေါ်မူတည်ပြီးတော့ရိုက်ကူးဖြစ်မှာပါညာနေစီတိုင်းလိုက်မဟုတ်ဘဲနဲ့လည်းနောက်ထပ် timeline တစ်ခုလည်းကျွန်တော်အ ready ဖြစ်နေပါတယ်အဲ့တော့ အဲဟိုတလောတော့ကျွန်တော်တို့ post လေးတခုစပြီးတင်သားပေးရပါတော့အဲအဲ့ဒီဟာလေးလည်းအញ្ញံဆုံးလို့ဖြစ်နေအောင်ကြိုးစားနေပါတယ်အဲတော်တော်ညံ့ရသည်ကိုမေးဆက်သေးဆိုရင်ခုနဒေဗစ်လေးညာနင်းစီကိုအဲဒီအဲ့လိုတချီအဲ့လိုစကားတွေနဲ့ပို့ပြီးတော့အတိညာရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာရောအဲ့လိုပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့တက်တက်ကွက်ကြပြီးတော့တခြားပုံစံမျိုးထပ်ဘလို့ထပ်လာတော့တိုင်းမရှိလို့အခုဒီဒူရီယာမြောက်ကမမေ့ချူကတော့ဒါ romance drama ပေါ့နော်အဲ့တော့ဒီအချစ်နဲ့ အဲဒရမာကိုသွားတဲ့ဟာမျိုးဆိုတော့တစ်တစ်ခုပေါ့ရှေ့မှာတော့ဒါအိမ်တောင်ကြီးနဲ့အဲညီမအငိမ့်တပင်နဲ့ဟော်ရာနဲ့သွားတဲ့ဆက်မျိုးစားပေါ့နော်လုံးဝမတူဘူးပေါ့အဲ့တော့မမေ့ချူကြည့်ပြခါကြရင်တော့နောက်ထပ်ပြိသက်မျိုးစားတစ်ရက်ကိုအဲကျွန်တော်အဲတော့ခန်းစားနိုင်အောင်လုံးနိုင်မယ်လို့တော့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုအရန်ကြိုက်ရတဲ့မျိုးစားဖြစ်တယ်ပေါ့ romance drama ဆိုတာလေမမေ့ချူစကားလေး အရင်ခုံနေပါတယ်ပြစ်သက်တွေလည်းအများဆုံးကြည့်စီခြင်းနေပါပြီအားလုံးလည်းကြည့်ခြင်းနေပြီဆိုတော့စူးစမ်းနေပါတယ်ဒီဆန်စာလူကြီးမင်းကတော့အရန်ကြိုက်ကြရပေါ့နော်မမေ့ချူကိုခုနတွေ့တော့လည်းထပ်ပြီးပြောကြရပေါ့ဒါရဲ့ဟိုဟာမမေ့ချူကလည်းပြန်အောင်ကြည့်ခြင်းနဲ့အရန်ကြိုက်တယ်ပေါ့နော်လူကြီးတွေကချီးကျူးရတာဆိုတော့တကယ်အရန်ပြောရပါတယ်အဲ့တော့ဒီမှာရှုခင်းနေရအစလည်းတကယ်ဟိုငွေကုန်ကြေးကြအခံပြီးတော့တခြားလေးအချိန်ကြီးပြီးတော့အများကြီးအများကြီးစူးစမ်းရပါတယ်ထရီလာထက်တာနဲ့ဟိုပြစ်သက်ခံစားသိရှိနိုင်ပါပါ ဟုတ်ကဲ့ဆိုတော့ဒီလိုမျိုးပြည်သက်တွေအပင်းကိုခိုင်မရရှိလာတဲ့အပေါ်မှာအခုအနေနဲ့ရင်းနှီးခန်းစားကြလေပေါ့ကြိုးပြပါဦးဟုတ်ကဲ့အာပြည်သက်တွေအားပေးတာနဲ့အမြယုံကြည်ရတဲ့အမြဟိုတန်မိုးထားတဲ့အမြကျွန်တော်မှလည်းတာဝန်ပို့ကြည့်ပါတယ်ပို့ပြီးတော့လည်းစူးစမ်းရမယ်ဆိုရင်အတိအကျအမြဲထည့်ထားပါတယ်ပြည်သက်တွေရဲ့ယုံကြည်ရချိုးအားပေးရချိုးညှော်လင့်ရချိုးဘယ်တော့မှစိတ်ပြမလို့ဘူးလည်းအမြဲတမ်းခရီးပေးပါတယ်အဲ့တော့မမေ့ချစ်ဘူးဆုံးတင်တဲ့ခါကျရင်ဂျင်းတေပေါက်လာကြည့်ပေးပါလုံးဝစိတ်မပြတ်စေရပါဘူးအချိန်တစ်နှစ်ကျော်ကြာ ်စောင့်ပြီးမျှော်လင့်ခဲ့ရကြို့လုံးဝမပြတ်စေရပါဘူးတကယ်ခြေနဲ့အာမှုအပြည့်ရှိစေရပါလေလို့ကျွန်တော်ကရေးရေးအာမခံပါတယ်ဟုတ်